မင်္ဂလာပါကျွန်တော်ရဲ့ TikTok ကမိတ်ဆွေတွေကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာပါအခုကတော့ဒါကျွန်တော်တလတခါကျွန်တော်ယုံပါဆရာ Vital ဆရာမြတ်နဲ့ဇနီးမြတ်နေတာဖြစ်ပါတယ်ဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါဆရာခုတစ်ခါကတော့ကျွန်တော်မန္တလေးကိုကိုကျော်စွာတို့ဖုန်းပြွက်ဝဲသွားလိုက်တော့ဆရာဇနီးနေနေရှိသွားဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကသဘင်ညက်ရင်းနဲ့ဒါဆရာနဲ့ကျွန်တော်ဆွေးနွေးလာတယ်တော်တော်ကြာပြီဆရာเนาะနှစ်နှစ်သုံးနှစ်လောက်ရှိပြီဟုတ်ကဲ့ဆရာဆိုတော့ဒီနေ့တော့ဆရာရဲ့ကျွန်တော်တို့ branding အကြောင်းဆွေးနွေးကြဟုတ်ကဲ့ကျွန်တော်တို့ဆို စီးပွားရေးမှာပဲဖြစ်ဖြစ်လူတယောက်မှာပဲဖြစ်ဖြစ် brand ဟာအလွန်အရေးကြီးတယ်เนาะဆရာကျွန်တော်တို့တခုခုစဉ်းစားလိုက်တယ်ကျွန်တော်တို့ရွေးချယ်စရာရှိရင် brand နေနဲ့ဆုံးဖြတ်တယ်ဟိုမှာကားစီးမယ်ငါဘာ brand ကိုစီးကောင်းမလဲเนาะဆရာเนาะကျွန်တော်တို့သဖြင့်ညက်မယ်ဆိုရင်လည်းဒေဆိုင်မှာတောင်းညက်ရင်ကောင်းမလဲเนาะဆရာလမ်းပေါ်ကိုထွက်လိုက်တာ ਨੇ ကျွန်တော်တို့ brand မျိုးစုံကဆွဲဆောင်နေတာပေါ့ဆရာဆရာတို့ရဲ့ vital brand ဖြစ်ပေါ်လာပုံမျိုးလည်းပြည်သက်ကိုမြောက်ပြီးပါဆရာဟုတ်ကဲ့ဆရာဆရာကျွန်တော် vital ဖြစ်မလာခင်မှာတော့ဟိုပါပေါ့เนาะ ာမည်တူမျိုးနဲ့ဩပိတ်ခဲ့သေးတာပေါ့ဟုတ်ကဲ့ဆရာ anomaly ပိတ်ခဲ့လိုက်ဆရာကျွန်တော် point ဆိုပြီးပိတ်ခဲ့ဩဟုတ်ကဲ့ဆရာ point ကကျတော့ကျွန်တော်တို့စောစောဟာကျွန်တော်ပြန်စဉ်းစားကြည့်တဲ့အချိန်မှာဒီ site နေအများကြီးပေါ့နော်တခြား site နဲ့ပတ်သက်တဲ့ point နာမည်တွေအများကြီးတော့နာမည်တွေရမ်းတူနေကျွန်တော်မကြိုက်တော့ပြန်စဉ်းစားတဲ့အချိန်မှာရေရှည်မှာသွားဖို့ဆိုရင်မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဒီ title ကိုပဲကျွန်တော်ပြန်ပြီးတော့ရွေးချယ်ခဲ့ပါ point ကျွန်တော်လည်းဖြစ်တယ်ကျွန်တော်မိတ်ဆွေ point နေကြလို့ပေါ့လည်းရှိတာနော်ဆရာဟုတ်ကဲ့ဆရာ ဆိုတော့ vital ရဲ့တက်တန်းကိုဘယ်လောက်လောက်ကြာလဲဆရာ vital ရဆရာဟော6နှစ်6နှစ်လောက်ကျွန်တော်တို့ဆရာနဲ့ကြည့်တာပဲ3-4နှစ်လောက်ရှိပြီဆိုတော့ဆရာ vital ကဘာဖြစ်လို့ဒီနာမည်လို့စဉ်းစားပြီးဖြစ်လာလဲဆရာ vital ရဆရာသူ့တင်နေတော့မရှိမဖြစ်ဘူးเนาะဆရာဟောပါဘောဒီကျွန်တော်တို့ဆရာတို့ကုသိုလ်ရှင်လူသားတွေမှာဒီ head style ကလည်းမရှိမဖြစ်လိုအပ်မယ်ဆိုပြီးတော့ကျွန်တော်ထင်လို့ဒီ vital ကိုပေးခဲ့ရမှန်တာဘောเนาะဆရာဇမင်းကလည်းဒုတိယမျက်နှာဆိုတော့เนาะဆရာဟုတ်ကဲ့ခင်ဗျာ ဆိုတော့ဆရာဒီ vital ကဆရာရဲ့ make house method တွေရှိတယ်เนาะဆရာရဲ့ customer တွေရှိတယ်အဲ့ဆရာသူတို့ကို brand line မှာကျွန်တော်တို့က brand promise ဆိုတာအရေးကြီးတာပေါ့ဆရာ brand ရဲ့ဂရိကဝတ်ပေါ့เนาะဥပမာ apple ကိုသုံးရင်ဒီဟာတွေရောက်ရအောင် mercedes ကိုစီးရင်ဒါတွေရောက်ရအောင်ဆိုတော့ brand promise ဆိုတာကျွန်တော်တို့ကဟို brand ရဲ့ definition ကိုကဟိုစီးပွားရေးလုပ်ငန်းနဲ့ customer တွေကြားမှာချုပ်ဆိုထားတဲ့စာချုပ်ကိုပြောတာပေါ့ဆရာဆိုတော့ Friday ကိုလာရင် customer တို့ဆရာဘယ်လိုဂရိကိုပေးနိုင်ပါလဲဒါလေးလည်းပြပြပါအောင်ခင်ဗျာ Friday ကိုလာရင်တော့ဒါမိတ်ဟောင်းနေဆိုရင်ဒီပီဇာပေါ့နော်မိတ်တွေတွေပြောချင်တာလေကျွန်တော်တို့ Friday ကိုလာမယ်ဆိုလို့ရှိရင်အဲဒီအမျိုးသားတွေတွေ့ဒီစပင်ကင်းလေးပတ်တဲ့ငယ်ကျွန်တော်တို့တရားရတယ်လို့စိတ်ချပြီးတော့စိတ်ကျင်နေမှုစိတ်ချမ်းသာမှုအပြည့်ဝရစေရပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကောင်းပါတယ်ဆရာကျေးဇူးများကြီးပြပါတယ်ဆရာကျေးဇူးပါဟုတ်ကဲ့အဲ Friday ကိုလာရင်တော့ဆရာစိတ်ချမ်းသာမှုအပြည့်ဝရစေရပါ brand promise ဆိုတာအရေးကြီးတယ်နော်ဥပမာကျွန်တော်ဆိုခဏခဏနောက်တယ်ကျွန်တော်တမလင်းတိုင်းရုပ်တင်တဲ့လာတက်နောင်တရစီရမယ်။ဘာလဲအရင်ကမတက်မိခဲ့လေခြင်း။ဆိုတော့လူချင်းတို့ဘဝမှာ brand ကိုတိဆောက်တဲ့နေရာမှာအလွန်အရေးကြီးတဲ့အချက်၃ချက်ပေါ့ personal branding ကိုဖြစ်စေ business branding personal brand ကိုဖြစ်စေ business brand ကိုဖြစ်စေအရေးကြီးတဲ့အချက်၃ချက်ကိုမျှဝေပြီးမှဖြစ်တယ်မမျှဝေပြီးမှကျွန်တော်ဒီ season ကြည့်တဲ့သူတွေလည်းစာအုပ်၅ဥပေါ့ TikTok ကမိတ်ဆွေတွေအတွက်တည်တံ့ပေးတာဖြစ်တယ် Facebook မှာပဲပေးပေးနေတာအခုက TikTok ကသူတွေအတွက်တည်တံ့စာအုပ်၅ကျွန်တော်ရဲ့မေတ္တာအားသာချက် တင့်ကောင်းပါတရဖူစောင်းနိုင်မှုနဝရကိုပါဘဝအောင်မြင်သည်နာများအမှုပညာမြောက်စွာဟောပြောခြင်းနဲ့မြန်မာနီးမြန်မာဟန်ဖြင့်အောင်မြင်ခြင်းစောင်းငါးဦးကိုကျွန်တော်အမတ်တရလက်မှတ်တဲ့သူတဦးတဦးကိုတုံနှုံးနဲ့အိန္ဒိယရောက်ပို့ကပါမပြရဘူးပို့ဆောင်ပေးမှာဖြစ်တယ်ဒါ TikTok ကသူတွေအတွက်တီးတက်ဆောင်ပေးတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ personal brand ကိုဖြစ်စေ business brand ကိုဖြစ်စေတိဆောက်အချက်၃ချက်ပဲ number 1 thought လို့ခေါ်တယ်အတွေးလူတယောက်ဒီ तू တွေးတဲ့အတိုင်းသူ့ဘဝကဖြစ်လာတာမဟုတ်တာတွေကိုတွေးပြီးတော့ဘဝမှာကောင်းတာတွေဖြစ်လာခြင်းလို့မရဘူးကိုယ့်ကိုပြန်စစ်စားကြည့်ငါတကယ်တည်းဘာတွေတွေးလဲမဟုတ်တာတွေတွေးပြီးတော့ဘဝမှာကောင်းတဲ့ရလဒ်တွေလိုချင်လို့ပြ thought အတွေး brand ကလည်းဒီလိုပဲကိုယ့် brand ကဘာတွေတွေးတာလဲ number 1ကပိုအရေးကြီးတယ် feeling ခံစားမှု ျွန်တော်ကိုယ်တိုင်ကပျော်ရွှင်နဲ့တက်ကြွတဲ့ခံစားမှုမရှိဘဲနဲ့လူချင်းမတို့ကိုကျွန်တော်ပျော်ရွှင်အောင်တက်ကြွအောင်လုပ်လို့မရအောင်ကျွန်တော်ကိုယ်တိုင်ကပျော်ရွှင်နဲ့တက်ကြွတဲ့ခံစားမှုမရှိကျွန်တော်ညနေတိုင်းလူချင်းမတို့စိတ်ညစ်သွားလိမ့်ဘရမ်းမလည်းဒီလိုပဲငါဆိုင်ထဲဝင်လာတဲ့သူတွေဘယ်လိုခံစားရမှာလဲငါလုပ်ငန်းထဲဝင်လာတဲ့သူတွေဘယ်လိုခံစားငါဇဝေညဆိုင်ထဲဝင်လာတဲ့သူတွေဘယ်လိုခံစားရမှာငါပစ္စည်းကိုသုံးလိုက်တဲ့သူတွေဘယ်လိုခံစားရမှာနောက်ဆုံးဘလောက်တိစစငါဘရန်ကိုမြင်လိုက်တာနဲ့လူတွေဘယ်လိုခံစားရမှာတချို့ brand တွေကိုလူတွေကမြင်ပျော်ရွှင်တဲ့ခံစားမှုရှိတယ်။တချို့ brand တွေကိုလူတွေကမြင်ဆင်းရဲတဲ့ခံစားမှုရှိတယ်။တချို့ brand ကတော့ပူဆွေးဝမ်းနေတဲ့ခံစားမှုရှိတယ်။ ဆိုတော့ကျွန်တော်တို့ကခံစားမှုနံပါတ်3ချက်ကတော့အရေးကြီးဆုံးပဲ action ဘလောက်ပဲအတွေးခေါ်ကောင်းကောင်းဘလောက်ပဲခံစားမှုကောင်းကောင်း action လက်တွေ့လှုပ်ဆောင်မှုမပါရင်အောင်မြင်မှုအတွက်ဘာအမှမခံကြမှာမရှိဆိုတော့အချက်3ချက်နဲ့ကျွန်တော်တို့ brand ကိုစောင့်ဖြတ်တယ်။ brand ကိုတည်ဆောက်တယ်။ personal brand မှာလည်းလူချင်းဘာတွေတွေးလဲ၊ဘာတွေခံစားလဲ ဘာတွေလှုပ်ဆောင်လဲဆိုတာဒီကနေ့ရဲ့ personal brand ကိုဖြစ်စေတာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ personal branding တိဆောက်အောင်မြင်ခြင်းတဲ့သူတွေအတွက်ကျွန်တော်တလောက်ကိုသင်တန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမယ့် March မှာဖွင့်မှာကတော့ကျွန်တော်ရဲ့ personal branding သင်တန်းဖြစ်ပါတယ်မိမိတို့ရဲ့ personal branding ကိုတိဆောက်အောင်မြင်ခြင်းတဲ့လူကြီးလူငယ်မျိုးသူမျိုးစုတက်နိုင်ပါတယ် online သင်တန်းဒီအခုလာမယ့် March 25ရက်နေ့စမယ် online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ data အသီးသီးကမ္ဘာ data အသီးသီးကတက်နိုင်ပါတယ် အဲ့တော့တင်တန်းတင်ကြမဲ့ပုံစံကတော့တင်တန်းစတင်မဲ့ကျွန်တော်တို့ကမတ်လ25ရက်နေ့အင်ကာနီယာနေစတင်ပြီးနေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ထဲမှာတင်ပေးမယ်။အဲ့ဒါတလားတိတိနေတိုင်းတက်ရမှာဖြစ်တယ်။တင်တန်းကလာတလားပြီးသွားတဲ့တိုင်အောင်နောက်6လတနည်းလောက်ထိမဖြတ်ဘဲထားရပြီးမှဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်တယ်။ live lecture ကိုအပတ်စဉ်တနင်္လာနေ့ည7:00နာရီတိုင်း zoom ကနေ live တင်ကြမယ်။တစ်ခါတင်3နာရီလောက်ကြာတယ်။မေးခွန်းနောက်ဝင်ဖြေပေးတယ်။ zoom live ကိုလည်းမကြည့်နိုင်ရင်နောက်ရမှာ recorded ပြန်တင်ပေးထားမယ်။အဲ့တော့တင်တန်းတက်နေနေ group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်။အပြင်လူတွေ့သင်တန်းကတော့ကျွန်တော်အခုရောက်နေတဲ့ရန်ကုန်မြို့တော်ဝင်စင်တာ၃လမှာရှိတယ်။ကျွန်တော်ရဲ့ ML သင်တန်းကျောင်းမှာအခုလာမယ့် match လ29ရက်နေ့နဲ့30ရက်နေ့စနေတနေ့နေ့ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိကျွန်တော်တို့ ML သင်တန်းကျောင်းမှာရှိတဲ့ဒီခန်းမှာတောင်ငူရုံးဖြစ်တယ်မြန်မာပြည်ရဲ့ nation brand အမြင့်အားဆုံးအချိန်ဖြစ်တဲ့တောင်ဝူ empire ဘရင်တော်မင်းတရားကြီးမင်းတရားရွှေထီတို့ရဲ့အငွေ့အသက်တွေအများကြီးရှိတယ်။ဒီမှာဆိုရင်ဒါတောင်ဝူ empire ရဲ့အဓိက founder ဖြစ်တဲ့ဆင်ဖြူများရှင်ဘုရင်တော်မင်းတရားကြီးဖြစ်ပါတယ်အဲ့တော့ဒီခန်းမထဲမှာကျွန်တော်တို့မြန်မာတွေရဲ့ nation brand အမြင့်အမားဆုံးကာလကခံစားမှုတွေကိုလူကြီးမတို့ခံစားရမှာဖြစ်တယ်ဒီမှာဆိုရင်ကျွန်တော်တို့ကမင်းတရားရွှေထီးရဲ့အလုံးနာမည်ကျော်တဲ့ရွှေမတော်ဖျားမှာနားထွင်မင်္ဂလာပြုတာ ဖြစ်ပါတယ်အဲ့တော့ဒီခန်းမမှာကြည့်ကြည့်ပါဒီခန်းမရဲ့အခြေအနေကိုကြည့်ကြည့်ကျွန်တော်တို့က သင်တန်းနဲ့ဟော့ပြောဝဲကိုကျွန်တော်ဒီမှာလူဦးရေကိုကန့်တက်ပြီးလက်ခံတယ်ဟော့ပြောဝဲဆိုရင်တော့လူတွေကျွန်တော်ယာထောင်ချီးပြီးပြောတယ်သင်တန်းဆိုတာတော့ကျွန်တော်သင်တန်းနဲ့တူအောင်လူအနည်းငယ်ကိုပဲ limited လက်ခံပြီးတော့မှကျွန်တော်နဲ့ရင်းနှီးနှီးဆွေးနွေးနိုင်အောင်သင်ကြားပေးတာဖြစ်တယ်အပြင်လူတွေသင်တန်းကတော့ကျွန်တော်တို့က match လ29 30စနေတိုင်းနေ့ညနေ7:00နာရီကနေညနေ6:00နာရီထိဖြစ်တယ် personal branding တိစောက်မှုဆိုင်ရာမဟာဗျူဟာနည်းဗျူဟာတွေကိုကျွန်တော်အတူတူလေ့လာကြမယ်မြန်မာနှစ်သစ်မှာ personal branding တိစောက်အောင်မြင်ခြင်းတဲ့သူတိုင်းနဲ့တွေ့ကြမှာဖြစ်တယ်တင်တန်းတက်ချင်နာမည်ရဖုန်းနံပါတ်ရကို comment မှာမေးနေ message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ် အခုအစည်းအဝေးကြီးတဲ့သူတိုင်းကို20% discount ကျွန်တော်တို့ဆက်ပေးတာ။သင်တန်းအကြောင်းအသေးစိတ်ကိုကျွန်တော်တို့ page တွေထဲမှာလည်းဝင်ကြည့်နိုင်ပါတယ်။ရန်ကုန်ကအမျိုးတွေအတွက်အထူးအစည်းအဝေးကတော့လာမယ့် March လ23ရက်နေ့တနင်္ဂနွေနေ့နေ့လယ်2နာရီကနေညနေ9နာရီထိရန်ကုန်မြို့ Pan Pacific Hotel မှာကျွန်တော်ရဲ့ Meet and Greet in Yangon အစည်းအဝေးမှာတွေ့ကြပါမယ်။ ဒါဒီကျွန်တော်ရဲ့စာရေးဆရာတက်တဲ့ဟောပြောပွဲတက်တဲ့မှာတခါမှမလုပ်ဘူးတဲ့အစီအစဉ်ဖြစ်တယ်ဖန်မီတင်ပဲသို့တော်ကျွန်တော်စာရေးဆရာဆိုတော့ဖန်မီတင်လို့တော့မတက်ဘူးမီတန်ဂရီလို့တက်ထားတယ်သို့တော်လင်းတန်းညုံလောက်တာဖြစ်တဲ့အတွက်ဟောပြောမှုပါမယ်မြန်မာ new york success တော့မြန်မာနှစ်တကူအောင်မြင်ဟောပြောမှုပါမယ် ်နောက်တစ်ခါကျွန်တော်နဲ့ game တူတူကစားမယ့်အစီအစဉ်တွေပါမယ်ကျွန်တော်လက်ဆောင်တွေပေးခြင်းယူခဲ့ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ကိုလက်ဆောင်တွေလက်ခံမယ့်အစီအစဉ်ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ရွေးချယ်ပေးမယ့်အစီအစဉ်တွေပါမယ်နောက် number 1ကတော့ကျွန်တော်တို့ဘာတွေပါမလဲဆိုတော့ကျွန်တော်ရဲ့စာအုပ်စုထားတဲ့သူတွေယူခဲ့ကျွန်တော်စာအုပ်အများဆုံးစုဆောင်းမှုစုတွေပြန်ပေးမယ့်အစီအစဉ်တွေပါမယ် ီပွဲရဲ့ကုန်ကြဆေးကိုကျွန်တော်ရဲ့မိတ်ဆွေ sponsor company ကြီးတွေကအဓိကကြခံပေးတာဖြစ်တယ်ကျွန်တော်ဒီဒီ ticket ဝယ်တဲ့အခါမှာမိသူမဆိုတက်နိုင်အောင် ticket fees နဲ့ရောင်းနိုင်မှုအတွက်ဒါကြောင့်လုပ်ငန်းရှင်ကြီးတွေနဲ့စကားဝိုင်းမှာအောင်မြင်ဆိုင်ရာဓာတ်ရိုက်မင်းမြန်းနိုင်မဲ့အစီအစဉ်တွေပါမယ်ဒါကြောင့်လူချင်းမျိုးအနေနဲ့အခြားအခြားသောထူးခြားသောအစီအစဉ်တွေကျွန်တော်နဲ့ dinner အတူတူစားနိုင်မဲ့အစီအစဉ်တွေဒါတွေလည်းပါဝင်မှာဖြစ်တဲ့အတွက် meet and greet လက်မှတ်ကိုကြိုဝယ်ထားပါအခုကျွန်တော်လက်မှတ်60ရာခိုင်နှုန်းလောက်ကျွန်တော်ရောင်းပြီးသွားပြီအဲကြိုဝယ်ထားမှခုံနေရာဆော့ဆော့ရမှာဖြစ်တယ် ွမ်းနာနီလာမှာဝယ်ရင်ကျွန်တော်တို့ကလူအများကြီးရောက်မှာမဟုတ်ဘူး meet and greet ဖြစ်တဲ့အတွက်ဒါကြောင့် March 23တနင်္ဂနွေနေ့နေ့လယ်2နာရီ Pan Pacific မှာ meet and greet နဲ့ရန်ကုန်မှာတွေ့ကြမယ်လက်မှတ်လိုချင်ရင် meet and greet လက်မှတ်လိုချင်ပါလေလို့ Messenger မှာရေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်အားလုံးကျေးဇူးတင်ပါတယ် we must work together we must build our nation